2024ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးအမျိုးသမီးအားကစားသမားများ2024ခုနှစ်နှစ်စကတည်းကအမျိုးသမီးအားကစားပွဲတွေကိုလူကြိုက်များလာတဲ့အပြင်ကစားသမားတွေရဲ့ဝင်ငွေပါမကြုံစဘူးအရှိန်အဟုန်နဲ့မြင့်တက်လာပါတယ်။ Forbes Magazine ရဲ့အစီရင်ခံစာအရအမျိုးသမီးနဲ့အမျိုးသားအားကစားသမားတွေအကြားမှာဝင်ငွေတိတိတသာကွာဟမှုရှိနေသေးပေမဲ့ဒီနေ့ဒီထဲမှာတော့အမျိုးသမီးအားကစားသမားတွေရဲ့ဝင်ငွေကတော်တော်လေးထိုးတက်လာပါတယ်။ ဒီနေ့ဗီဒီယိုမှာတော့2024ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးအမျိုးသမီးအားကစားသမားတွေအကြောင်းညွေပေးသွားမှာဖြစ်လို့ဗီဒီယိုလေးထဲမှာအထူးထူကြည့်လိုက်ရအောင်ပါရှင်။ပထမဆုံးပြောပြပေးသွားမှာကတော့2024ခုနှစ်အတွက်ဝင်ငွေဒေါ်လာ34.4သန်းနဲ့ဝင်ငွေအများဆုံးအမျိုးသမီးအားကစားသမားအဖြစ်ရည်တည်နေတဲ့အသက်20အရွယ်တင်နစ်မန်ကိုကိုဂေါ့ဖ်ပဲဖြစ်ပါတယ်။ ကိုကိုကတမိုင်းတလျှောက်ဝင်ငွေအကောင်းဆုံးအမျိုးသမီးအားကစားသမားစီးရင်ထဲမှာနေရယူလာပြီးတော့နောမီအိုဆာကဒေါ်လာ59.3သန်းနဲ့ဆရီနာဝီလျံစ် ဒေါ်လာ45ဒသမ9သန်းတို့နောက်ကနေအမီလိုက်နေပါတယ်။ကောက်တီရိုက်အားကစားမှာလဲနယ်လီကိုဒါကဝင်ငွေဒေါ်လာ12ဒသမ5သန်းနဲ့ဝင်ငွေအများဆုံးအမျိုးသမီးကောက်တီရိုက်ကစားသမားအဖြစ်ဆန့်ကျင်တင်ခဲ့ပါတယ်။ဒီမရဲ့ပြိုင်ဘက်ဖြစ်တဲ့ဂျီနိုတီတီကိုရူကလည်းကောက်တီရိုက်အားကစားရဲ့အကြီးဆုံးပွဲဖြစ်တဲ့ CME Group Tour Championship မှာအမြင့်ဆုံးစုငွေဒေါ်လာ၄သန်းရရှိပြီးဆန့်ကျင်တင်ခဲ့ပါတယ်။ WNBA လူသိကစားသမား Kaylin Clark ကလည်းလိဝင်ငွေဒေါ်လာ၈တန်းနဲ့အငိမ့်စားကစားသမား Candice Burger ရဲ့စံချိန်ကိုအမိလိုက်နိုင်ခဲ့ပါတယ်။ဗီဒီယိုလေးကိုဆက်ပြီးတော့မကြည့်ခင်မှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ချက်တဲ့ရဲ့ Torrent Channel လေးကို Like and Subscribe လေးလုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။2024ခုနှစ်ထဲမှာထိတ်တန့်အမျိုးသမီးအားကစားသမားအယောက်20ရဲ့စူပါဝင်ငွေကဒေါ်လာ258တန်းအထိရှိခဲ့ပြီးတော့ က်3ခုနှစ်ကထက်15ရာခိုင်နှုန်းထိုးလာခဲ့ပါတယ်။ဒီပမာဏကတိတိတသာဒုတက်လာတာမှန်ပေမဲ့လည်းထိတ်တဲအမျိုးသားအားကစားတမအယောက်20ရဲ့စုစုပေါင်းဝင်ငွေဒေါ်လာ1.3ဘီလီယံနဲ့ရှင်လိုက်ရင်17ရာခိုင်နှုန်းပဲရှိပါတယ်။ အထူးသဖြင့် Force Magazine ရဲ့2024ခုနှစ်အတွက်ဝင်ငွေအများဆုံးအားကစားသမားအယောက်90ဆင်းထဲမှာအမျိုးသမီးအားကစားသမားတစ်ယောက်မှမပါခဲ့ပါဘူး။အားကစားသမားတွေရဲ့ယောကြီးအတွက်လည်းတိသာထင်ရှားတဲ့ကွာချက်တွေရှိနေပါသေးတယ်။အခုရာသီမှာကစားသမားတွေအတွက် WNBA ကပေးတဲ့အမြင့်ဆုံးလစာက234,988ဒေါ်လာဖြစ်ပါတယ်။ NBA ကစားသမား42ယောက်ရဲ့ဝင်ငွေကတော့ ကိုကိုဂေါ့ဖ်ရဲ့စုစုပေါင်းဝင်ဝင်နဲ့ရှင်ရင်တိတိတတကိုကြွားချနေပါရယ်။ကောက်တီရိုက်အားကစားမှာလဲထီခူးရဲ့စံချိန်တင်ဝင်ငွေဒေါ်လာ6.3တသန်းက PGA နဲ့ LIV Taurus ကအမျိုးသားကောက်တီရိုက်ကစားသမား33ရောက်ဝင်ငွေနဲ့ကွာဟမှုတော်တော်ကြီးပါရယ်။ Grand Slam ပြိုင်ပွဲတွေမှာတော့အမျိုးသားနဲ့အမျိုးသမီးအားကစားသမားတွေအတွက်စုငွေပမာဏတွေညီတူညီမျှပေးပေမဲ့လည်းပြိုင်ပွဲအသေးလေးတွေမှာတော့ကွာခြားမှုရှိပါတယ်။ ပြန်မြောက်အဖြစ်အမျိုးသမီးအားကစားသမားဝင်ငွေရဲ့26ရာခိုင်နှုန်းကပဲလာစာဘောနပ်နဲ့စုချင်းငွေစားတဲ့ကွင်းတွင်းလှုပ်ရှားမှုတွေကရှာနေပေမဲ့အမျိုးသားအားကစားသမားတွေအထက်တော့82ရာခိုင်နှုန်းအထိဝင်ငွေရှိပါတယ်။နောက်ပိုင်းမှာတော့ WNBA Basketball အသင်းကမီဒီယာသဘောတူညီချက်အစိတ်တစ်ပိုင်းအဖြစ်အရင်စာချုပ်ထက်6ဆတိုးမြင့်ပြီးတော့200ဒေါ်လာသန်း200အထိရရှိရလို့သိရပါတယ်။ LPGA Tour ကလည်း2024ခုနှစ်မှာပြိုင်ပွဲ33ခုအတွက်စုချင်းငွေဒေါ်လာ133သန်းအထိချမှတ်ပေးထားပြီး2022ခုနှစ်နဲ့ရှင်ရင်60ရာခိုင်နှုန်းအထိတိုးလာပါတယ်။အမျိုးသမီးတင်နစ်အသင်း WTA ကလည်းအမျိုးသားနဲ့အမျိုးသမီးအားကစားသမားတွေအတွက်ဒန်းဒူလာစာသတ်မှတ်ဖို့ပြောခဲ့ပါတယ်။2024ခုနှစ်ကစလို့ အမျိုးသမီးအားကစားသမားတွေရဲ့ဝင်ငွေကတိတိတသာထိုးလာပြီးမဲ့လေအမျိုးသားနဲ့အမျိုးသမီးအားကစားသမားရမှကြားမှာဆွေးနော်ကျော်ကြီးကွာဟမှုကမြန်တာရေးပြဿနာတစ်ခုရှိနေပါသေးတယ်။ယင်းမျိုးနယ်မှုတွေထိုးလာတာမီဒီယာအခွင့်အရေးမြင့်လာတာနဲ့ပြည်သက်အားပေးမှုထိုးလာတာတွေကြောင့်အမျိုးသမီးအားကစားသမားတွေအတွက်ရှေးလျှောက်ဝင်ငွေပုံမြင့်လာမဲ့အလားအလာရှိနေပါတယ်။အစိုးရတိရှိပေးခဲ့ကြတဲ့ပြည်သက်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်။